ဒီနေ့တော့နေရနေပို့ပေးတဲ့မှုခြင်းကိုကြော်စားမှာပါ ဒီမှုကျင်လောက်တဲ့နေရာလေးအရန်လွယ်ပါတယ်ကိုကြိုက်တဲ့မှုတမျိုးမျိုးကိုရေးဆေးပြီးတော့ကောက်နှင်းစံထဲပြီးတော့စားနေနေပြီးတော့ဘူးတခုတည်းကိုတိတ်ထဲယူမှာပဲ၃ရက်လောက်ထားပြီးရင်စားစားလို့ရပြီးတော့နှစ်ပါအောင်ထားခံတယ်လို့ဆိုပါတယ်ဒါပေမဲ့ချီလီကတော့လေအကြာကြီးထားတဲ့အခါမှုကအရန်ချင်ပြီးတော့လေမှုကလည်းဟိုပျော့သွားတော့လေထိုး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 အရသာမရတဲ့အတွက်ကြောင့်တပတ်လောက်အတင်းစားတာအရသာအကောင်းဆုံးလို့ထင်ပါတယ်အချင်းလည်းတိတ်မများသေးဘူးပေါ့နော် ကျွတ်သွန်ဖြူနီကိုစနွင်းထည့်ပြီးတော့စီထဲမှာစီတက်ပါတယ်။ကျွတ်သွန်ဖြူနီကမှုေးလာပြီဆိုတော့မှမှုကျင်ထည့်ပါတယ်။မှုကျင်ထဲမှာကောင်းကျင်းလေးတွေပါတဲ့အတွက်ကြောင့်ရေနည်းနည်းထည့်ရပါတယ်။ဒါကတော့မှုကျင်ထဲကထွက်ထားတဲ့အရေပေါ့နော်။အဲ့ဒါကိုအရင်ဆုံးထည့်ပြီးအဖုံးအုပ်ပြီးခဏလောက်တည်ပါမယ်။ကောင်းကျင်းလေးတွေနူးပြီးပွာလာသည့်အထိပေါ့နော်။မှုကျင်းတဲ့ဟိုအရသာအတွက်ဓာရှိနေနေရယ်စားနေနေရယ်ထဲပါတယ်။ ်ချီလီတော်ကဒီရာကိုပေါ်ပေါ်လေးလုပ်ပေးထားတာဖြစ်တဲ့တကြောင်စာနဲ့ထည့်ထားတာပါအကယ်၍ online ပေါ်ကဝယ်ရဆိုရင်တော့လေသူတို့ရှိမှစားများတဲ့အတွက်ကြောင့်စားထည့်စရာမလိုပါဘူးအရသာဖုန်းနဲ့နဲ့ထည့်ရပါပြီကောင်းကင်းဆန်နူးဖို့လိုသေးတဲ့အတွက်ကြောင့်ရေနဲ့နဲ့ထက်ထည့်ပြီးတော့အဖုံးအုပ်ပြီးမီးအေးနဲ့တည်ပါတယ် ရေခမ်းပြီးတော့စီပြန်လာပြီဆိုရင်တော့လေဒီမှုချင်းရရပါပြီ။ chili တော့မှုချင်းကိုလှုပ်ပြီးပြီးချင်းပို့ပေးလိုက်တာဖြစ်တဲ့တကြောင်မှုချင်းရဲ့တက်တန်းကလည်းတစ်ပတ်လောက်အတွင်းပဲရှိပါသေးတယ်။အဲတော့မှုချင်းကလေအရန်အချင်းလည်းမဆူသေးပဲနဲ့မှုကလည်းအရန်မပြော့သေးဘဲနဲ့ထုတ်ထုတ်ထုတ်လေးရှိနေတော့ဒီနေထားကလေချက်စားမယ်ဆိုရင် ကောင်းကြီးရဲ့ဟိုပြွတ်ချက်ချက်ပြော့ပြော့လေးအရသာနေနေဆိုရင်အရန်စားကောင်းတဲ့အနေထားပါပဲရှင်။